ဒီနေ့လာပြောပြပေးမယ့်ခေါင်းစဉ်ကတော့တကြော့ပြန်ကဒင်လူပြိုကြီးတယောက်နမည်ဂျက်အသက်35နှစ်แจ็คกะชิคิปิสีတွေကိုใจนี่ตက်တက်သူဖြစ်လို့แจ็คအိမ်ထက်ကပစ္စည်းအတုံးအဆောင်အားလုံးနှီးပါကရှေခိပစ္စည်းတတော့ပြန်ပစ္စည်းတွေခက်မြင်များပဲတရက်မှာတော့แจ็คဝယ်နေတာတတော့ပြန်ပစ္စည်းဆိုင်ကိုแจ็คပစ္စည်းတွေထက်သွားကြည့်တယ် အဲ့ဒီဆိုင်ထဲမှာတင်းနယ်လှုပ်ထားတဲ့ကတင်တလုံးကိုဂျက်သွားတွေ့တယ်။ဂျက်အဲ့ဒီကတင်ကိုတွေ့တာနဲ့လူချင်းစိတ်ရချင်းစိတ်ကပေါ်လာတော့ဆိုင်ရှင်ကိုစေးသွားမိလိုက်တယ်။ဆိုင်ရှင်ကဒီကတင်ကရှေခက်စုခုထိုင်ခက်ကလေးကရွှေကျွန်းပင်နဲ့ပြုတ်လောက်ထားတဲ့ကတင်ဖြစ်တယ်လို့ပြောတော့ဂျက်အထင်အဲ့ဒီကတင်ကစေးကြီးမှတေးချတယ်လို့စိတ်ထဲမှာပြောရင် ကတင်ကိုတေရှာဆက်စစ်ကြည့်နေတဲ့အချိန်မှာပဲဆိုင်းရှင်ကကျဲကိုကတင်စေးကိုပြောပြလိုက်တယ်။ကျဲကတင်စေးကိုကြားတော့အယံနဲ့အော်တော်တယ်။ဘာလို့လဲဆိုတော့ကျဲခတ်မှန်ထားတဲ့စေးထက်အယံစေးပေါ်လို့ဆိုင်းရှင်ကစေးပေါ်ပေါ်နဲ့ရောင်းပြီးတော့ကျဲတခါတဲ့ကျွန်တော်ဒီကတင်ကိုယူမယ်လို့ပြောလိုက်တယ်။ဆိုင်းရှင်လည်းတခါတဲ့ တက်အိမ်အထိအက်တီကတင်ကိုသွားပို့ပေးလိုက်တယ်တက်တူရဲ့ကတင်အဟောင်းကိုယူထုတ်ပြီးတက်ရလာတဲ့ကတင်အစ်စ်ကိုတခါတဲ့အခင်းတွေခင်းပြီးဝမ်ပန်တတာကတင်ရဲ့အလကိုရက်ကြည့်နေတဲ့အချိန်မှာပဲတက်အိမ်ရှိမှရှိတဲ့ခွေးကအစ်စ်မပြတ်ဟောင်းတယ်တက်လည်းပတင်းပေါက်နာသွားပြီးဟောင်နေတဲ့ခွေးကိုတွက်ကြည့်လိုက်တယ်။အဲ့ဒီခွေးကတက်ဝယ်လာတဲ့အဲ့ဒီကတင်ရှိတဲ့အိတ်ခမ်းကိုကြည့်ပြီးဟောင်နေတာရှင်။ แจ็คကခွေးကိုဟောက်လိုက်မှခွေးကတိတ်သွားတယ်။แจ็คသူပစ္စည်းအဟောင်းတွေဝယ်သုံးနေကြဆိုတော့แจ็คပစ္စည်းအဟောင်းတစ်ခုခုကိုဝယ်လာအသုံးပြုတိုင်းအရင်ကပစ္စည်းပိုင်ရှင်ကိုအရင်ခွင့်တောင်းစုတောင်းပြီးမှသုံးတဲ့ဒီကတင်ကိုလည်းแจ็คအရင်ခွင့်တောင်းပြီးမှကတင်ပေါ်တက်အိတ်လိုက်တယ်ဒီကတင်ကိုဝယ်လာပြီးပထမတပတ်မှာဘာမှမဖြစ်ဘူးတပတ်အကြာမှာแจ็คသူ့ရဲ့အိမ်ထဲမှာ ုးဆန်းတဲ့အရာတွေဖြစ်ပေါ်ကြုံတွေ့ရတယ်။နေရောညရောအိမ်ထဲမှာလူလန်းရှောက်တန်းတစ်တာအဲအဲ့အတန်ညအတိုင်းလိုလိုကျဲကထူးဆန်းတဲ့အိမ်မက်တွေမက်တယ်ဒီကတိနဲ့တခုခုပါလာတာဖြစ်မယ်လို့ကျဲစိတ်ကထင်သွားတယ်ကျဲကကြောက်တာမဟုတ်ပဲ လောဘစိတ်တွေဝင်ပြီးကတင်ကကံကောင်းစေမဲ့အရာထင်ပြီးလာတင်ညမတိုင်ခင်တညမှာကျဲကအမွေးတိုင်ယူပြီးကတင်ချိန်မှာသွားပူဆော်ပြီးဆူတောင်းတယ်ကျဲဆူတောင်းစကားကဒီကတင်ကိုစောက်နေတဲ့နက်ကောင်ပဲဖြစ်ဖြစ်နက်ဆိုးပဲဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုကနန်းကောင်ပေးပါလို့ဆူတောင်းခဲ့တယ် แจ็คสู้ตองดีแจ็คปู่มาอตายกระเดโปเต็บดีเอ้ไล่เดเอ็ดดิญะญะเนแจ็คเอ็ดเปียวနေတဲ့အချိန်မှာပဲกระเดင်ออกကနေလက်မဲမဲရှီရှီကแจ็คကိုတင်းတင်းကြက်ကြက်ဖက်ထားတော့แจ็คအသက်ရှူလို့မဝနိုင်လို့နိုးထလာတယ်နိုးပေမဲ့နှုတ်လို့မရရွှေ့လို့မရអលលមិយាប៊ូលេមេលេចេកូពូពូទីចេចេផេតោ တဲကရဲ့အယိုးတွေကကွဲတံတွေထွက်လာတယ်တဲကလန့်ပြီးနိုးထလာတယ်အမှန်တော့အဲ့ဒါတဲကအိမ်မက်မက်တာရှင်အမွေးတိုင်နဲ့ကနန်းတောင်းခဲ့တာတော့တဲကတကယ်လှုပ်ခဲရတယ်အဲ့ဒီအိမ်မက်ကတဲကကိုစက်တိန်ထစီကြောက်စီတယ်ဒါကြောင့်ကြဲလေအခမ်းမီးကိုတွားဖွင့်ပြီးကတဲ့အောက်ကိုတွားငုပ်ကြည့်လိုက်တယ် ဘာမှမတွေ့တော့ကျက်ကပုံမှန်အတိုင်းပြန်ဝင်အိတ်လိုက်တယ်။ပြန်အိတ်ပျော်တော့မဲ့အချိန်မှာပဲကျက်အိတ်ခမ်းမှာရှိတဲ့ရှေ့ဟောင်းလေးကြီးကတုံးအတက်မီတော့ကျက်ကလန့်ပြီးပြန်လို့ထလာတယ်။နာယီကိုကြည့်တော့ညနေ7:00နာရီထိုးလို့နာယီတန်မီတာထူးဆန်းတာကကျက်အစ်တီတကြော့ပြန်နာယီကြီးကိုရလာတာကြာပြီ။တခါမှအတက်မမီဘူးဘူး။ တက်နိုင်မိတာအကြောင်းကိုတွေးနေတဲ့အချိန်မှာပဲနေနေရင်တက်ဖွင့်ထားတဲ့အခန်းကမီးလဲပြတ်သွားတယ်။မပိတ်ရပဲပြတ်တော့ကျက်ကကြောက်စိတ်တွေဝင်လာပြီးကတင်ပေါ်ကနေထဖို့လှုပ်လိုက်တယ်။ဒါပေမဲ့ကျက်ထဖို့ဘလောက်ပဲစူးစမ်းစူးစမ်းထလာလို့မရဘူး။အဲ့ဒီအချိန်မှာပဲကျက်ရဲ့အိတ်ခမ်းတစ်ခါကိုဖွင့်ပြီးဝင်လာတဲ့သူရှိတယ်။ကျက် တေချာကြည့်တော့အဲ့ဒီဝင်လာတဲ့သူက အမျိုးသမီးဖြစ်တယ်။အဲ့ဒီအမျိုးသမီးကရှေ့ခေတ်အဝတ်အစားတွေဝတ်စားဆင်ရင်ထားတယ်။ပိန်ညောင်နေတာပဲ။တဖြည်းဖြည်းနဲ့တဲ့ကတင်စီကိုလမ်းလျှောက်လာပြီ။တဲ့ရဲ့နဘေးမှာတဖြည်းဖြည်းနဲ့လာအိတ်ချလိုက်တယ်။ဒါကကတင်ရဲ့အရင်ပိုင်ရှင်ဖြစ်မှန်တဲ့တခါတည်းတည်သွားတယ်။ တဲကကတင်ပေါ်ကနေဆင်းလာဖို့အာအကုန်ထုတ်လဲမရွှေ့နိုင်ဘူးဒါကြောင့်တဲကစိတ်ထဲကနေပဲမမမမမဖျားစာတရားစာတွေရွတ်လိုက်တယ်အဲ့လိုအချိန်မှာပဲတဲနဘေးမှာအိတ်နေတဲ့အမျိုးသမီးကအယမ်းနဲ့နာကျင်နေတလို့မျိုးကောက်ကွေ့ကုန်တယ်ရှာလဲအရှိကြီးထွက်လာတော့แจ็คไอ้ติปုံสันတွေကိုတွေ့မြင်နေရတော့လန့်ပြီးတတိလစ်တော့တယ် နက်နက်ပိုင်းကျဲနိုးထလာတော့ကျဲအဲ့ဒီကတင်ပေါ်မှာပဲအိတ်နေတယ်။ညရုံကကျဲနဘေးမှာအိတ်ခဲတဲ့အဲ့ဒီအမျိုးသမီးရဲ့နေရာကိုကြည့်တော့အဲ့ဒီအမျိုးသမီးအိတ်ခဲတဲ့နေရာမှာသူလောက်ကောင်ကြီးအပြည့်ပဲတခန်းလုံးပုတ်စော်နဲ့နံ့နေတာပဲ။แจ็คအဲ့လိုမျိုးတွေ့တော့အိမ်ထဲကနေပြေးထွက်လာလိုက်တယ်။แจ็คစိတ်ငြိမ်လာတဲ့အချိန်မှာတော့ แจ็คเวคได้กระเด็นใส่กูแจ็คเปลี่ยนตัวไล่เดะพี่รอแจ็คจงตุ้ยคได้อาหยาฤกูแจ็คใส่ชิงกูเปียวปะไล่เดะแจ็คเปียวปะปีกระเด็นอาจารย์กูแจ็คก็ใส่ชิงกูมีจี้ไล่เดะအစာပိုင်းဆိုင်ရှင်ကတိတ်တီးမပြောပြရှင်ဘူးကျဲကအတင်းမေးမဆိုင်ရှင်ကပြောပြလိုက်တယ်ဆိုင်ရှင်ပြောတာကတော့ခစ်အဆက်ဆက်တိကတဲ့အကြောင်းကိုပြောကြတဲ့လောက်ကတော့ ရာမာငါခစ်တုံကအဲ့ဒီခေကငွေကြီးချမ်းတာတဲ့အပြူကြီးတယောက်ရဲ့ကတင်ဖြစ်တယ်။အဲ့ဒီအပြူကြီးကကိုခန့်ယောဂါကြောင့်ဒီကတင်ပေါ်မှာဆုံးသွားတယ်။အပြူကြီးကတယောက်ထဲပဲနေတယ်။အပြူကြီးအသက်ရှင်လုံကသူ့ရဲ့ပြည့်စည်အတုံးအဆောင်လေးကို တွယ်တာချိမျက်နူတဲ့သူဖြစ်တယ်။အပြူကြီးဘယ်နေ့ဘယ်အချိန်ဆုံးသွားတယ်ဆိုတာသူများမသိဘူး။ ရအပြိုကြီးရဲ့အလောင်းကိုသွားတွေ့တဲ့အချိန်မှာတော့အလောင်းကပုတ်ကုန်ပြီးလောက်တွေအပြည့်ပဲအနက်လည်းပြင်းတလားမမီးနဲ့ကတင်ကရွှေကျွန်းပင်နဲ့ပြုတ်လောက်ထားတော့ကတင်ဆေးရှိတဲ့ဒါကြောင့်တယောက်ယောက်ကဒီကတင်ကိုရေဆေးပြီးအစင်းစင်းရောင်စားကြတယ် တဲကလက်ထဲရောက်သွားတဲ့အထိပဲလို့ဆိုင်ရှိကပြောပြတယ်ရှင်တဲကအဲ့လိုမျိုးကြာတော့ကတင်ကိုယူပြီးဖုန်ကြီးကြောင်ကိုတွားလူလိုက်တယ်ဖုန်ကြီးကိုအကြောင်းအရာတွေကိုလည်းပြောပြလိုက်တယ်ဖုန်ကြီးကတဲကိုပြန်ပြောပြလိုက်တယ်ကတင်ပိုင်ရှင်အသက်ရှိတုန်းကပိုင်ရှင်ကတကူကောင်းဆန်တဲ့သူဖြစ်တယ်သူရဲ့ပြည့်စည်အတုံးအဆောင်လေးကိုအစွဲအလန်းထားတဲ့သူလည်းဖြစ်တယ် ဒါကြောင့်သူဆုံးသွားတော့သူ့ရဲ့ဆွေမျိုးတွေကသူ့ကိုအလူမလုပ်ပေးတာတင်မကဘူးမြေတားတွေမပို့ပေးကြဘူးဒါကြောင့်သူလဲသူ့ပစ္စည်းသူ့ကတင်သွားရနေရကိုလိုက်သွားနေနေတယ်လို့ဖုန်ကြီးကပြောပြီးအဲ့ဒီကတင်ကိုမီးရှို့ပြီးကတင်ပိုင်ရှင်ကိုမြေတားပို့အမြပေးဝေလိုက်တယ်ရှင်အဲ့ကတဲ့ကစပြီးတက်လဲ သူ့ရဲ့အိမ်ထဲမှာထူးဆန်းတဲ့အရာတွေမကြုံတွေ့ရတော့သလိုပစ္စည်းအဟောင်းတွေတတော်ပြန်ပစ္စည်းတွေကိုလည်းမဝယ်သုံးရတော့ဘူးတရှင်။ထိုင်းဘာသာစကားနဲ့ကြည့်ရှင်ဒီ channel မှာတွားကြည့်လို့ရတယ်လို့ရှင်။